မင်္ဂလာပါ AMC Fashion ကနေပြီးတော့ကြိုဆိုပါရစေ။အာ personal YouTube မှာအများဆုံးမေးကြတဲ့ဒိတ်တမိတ်ချုပ်တဲ့အခါအာမတို့ခါဆိုင်24ဆိုလို့ရှိရင်တော့ပိစာတိဘဏ္ဍကိုက်ကုန်နဲ့ခါဆိုင်30ဆိုလို့ရှိရင်တော့ပိစာကိုဘဏ္ဍကိုက်ဝယ်ရမလဲ။ ဟာဆိုင်35ဆိုရင်ဘယ်နှကိုက်ကုန်လဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြပေးချင်ပါတယ်တော်တော်များများအမေးကြတယ်အာပိတ်ဆက်မဖြတ်ခင်လေးမှာပေါ့နော်ပိတ်ဆက်ဝယ်မယ်ဆိုလို့ရှိရင်တော့ဒီဟာဆိုင်ဒီဥမာ35လောက်ရှိတယ်ဆိုလို့ရှိရင်ပိတ်ဆက်ဘယ်နှကိုက်ရှိလဲဆိုတာကိုတော်တော်များများကအာချက်ချင်းမတွဲချင်းကြဘူးအဲ့တော့အဲပိတ်ဥမာခါဘလောက်ဆိုလို့ရှိရင်ပိတ်ဆက်ဖနက်ကိုက်ကုန်မှာလဲဆိုတော့ကိုတို့ကအရင်ပဲလာမိတယ်တော်တော်များများကကိုကကိုမတွဲဖြစ်ဘူးပေါ့နော်အဲ့လေကိုဒီဗီဒီယိုလေးမှာမာကပြပေးချင်ပါတယ်တော်တော်များများကအာ တချို့ဆိုပိတ်စားသည်ထမေသည်နှစ်ကိုက်ပဲရှိတယ်ကွာအဲ့တော့နှစ်ကိုက်ရှိတဲ့ဟာလေးကိုအာဘာလို့ဒီခါ32တရာနှစ်ကိုက်နဲ့မရတာလဲခါ35တရာဘာလို့နှစ်ကိုက်နဲ့မရတာလဲဆိုတာလေးကိုအာဒီဗီဒီယိုလေးမှာအစဆုံးပြောပြပေးသွားမယ်အာအဲ့တော့ပိတ်စားမလို့လို့ရှိရင်တော့ဓာတ်ကိုဘယ်လိုယူရမလဲအာခါဆိုင်ကကြီးနေလို့ရှိရင်တော့ပိတ်စားကိုအာတနေ့တည်းများဘယ်လောက်ထိရှော့ပြီးတော့ယူရမလဲဆိုတာလေးကိုဒီဒီဗီဒီယိုလေးမှာအဆုံးထိကြည့်ပေးလိုက်ပါတစ်တွဲအဖြစ်တစ်ခုတော့ရပါမယ်ဆက်ကြည့်ရအောင် ကဲအခုဆိုလို့ရှိရင်ဒီမှာဂျိတ်ထမေလေးကိုမတို့တွက်လိုက်ရအောင်เนาะဂျိတ်ထမေနော်မအဝါလွန်ဆိုပြီးတော့နာမည်ပေးထားလိုက်မယ်ဒီမှာ ချုပ်ပြမကအဝါလွန်နဲ့ချုပ်ပြပေးမယ်เนาะခါဆိုင်အဲ30နဲ့ကြို35လောက်ပေါ့เนาะအနေနဲ့ချုပ်ပြပေးမယ်ကဲဂျိတ်ထမေချုပ်ပြီးဆိုလို့ရှိရင်တော့အခုစပြီးတော့တွက်ပါမယ်အဥမာခါနော်မရဲ့ပုံသေးနည်းအရာခါအစားနဲ့အပေါင်းတေးဆိုတာရှိတယ် เนาะဒီမှာခါအစားနှင်းအပေါင်းတစ်ပေါ့ဒီဟာလေးကိုထည့်ပြီးတော့တွက်လိုက်ယူမယ်အဲ့တော့ခါအရန်ကြီးတဲ့သူတွေဘယ်လိုယူမလဲခါသေးတဲ့သူတွေပိစပ်ပနက်ကဲကရင်းစဒီမှာလာပြီးဥပမာเนาะမှာဒီမှာတွက်ပြပေးမယ်20ဥပမာခါ28လောက်ကနေတွက်ပြပေးမယ်เนาะ28အစားနှင်းအပေါင်းတစ်ဆိုရင်28ဆို24เนาะနှိမ့်နေဆိုတော့24တင်းနေပေါင်းတော့ဘယ်လောက်လဲ35ဒါသည်ခါ28တည်35ဖြည့်ရမယ်နော်ခါတပြန်ဒီ15ဖြည့်ရမယ်အာပြီးလို့ရှိရင်ခါ32သမားဒီအစားနှိမ်အပေါင်းတိတ် ပုံစံနည်းဆိုတော့16တိနေပေါင်းတော့အာနော်16တိနေပေါင်းတော့ဆက်ခွန်ပေါ့နော်ဟုတ်ပြီအဲ့တော့ခတ်တဲ့မြန်ကိုဆက်ခွန်ပြင်ရမယ်ဒီဘာလို့ဒီလိုတွက်လိုက်တယ်ဆိုတာတော်တော်များများလေးရတဲ့သူတွေသိတယ်နော်ဒီမှာယူထားတဲ့နီးနဲ့ဥပမာခါ35ကိုနှိမ့်နေစားနော်35နှိမ့်နေစား35ဆိုတော့ဆက်ခွန်ခွဲ နော်ဆက်ခွန်ခွဲဆက်ခွန်၄စိတ်ပေါ့ကွယ်အဲ့တော့တလက်မနဲ့ပေါင်းတော့ဆက်ရှိ၄စိတ်နော်ဒီဆက်ရှိ၄စိတ်ဒီမတို့အဲဒီနှစ်ကိုက်နဲ့နှစ်ကိုက်ထမိတ်ကွင်းနဲ့ရလာဆိုတာမတို့တွေ့ကြည့်မယ်နော်ဒီဥပမာဒီ၃ခုကိုမှတွေ့ပြပြီးမယ်နော်အဲ့တော့ခုနကစားလိုက်တဲ့ခါအဖြစ်လေးကိုရပြီဆိုလို့ရှိရင်ဒီမှာခါတပြန့်သွားမယ်နော်ကအနံပါတ်1 28နဲ့ဆက်ဟာလေးကိုမှအရင်စားဟိုပါဖြစ်ပြလဲပေါင်းပြပေးမယ်နော်ခါတပြန့်ဒီဘယ်လောက်ရှိမလဲ ခါတဲ့မြန်သည်ပထမနောက်နော်ဒီက28ကိုနှိမ့်နေစားတိတ်ပေါင်းထားတဲ့ဖြစ်သည်15ရတယ်ခါတဲ့မြန်သည်15ဖြစ်တယ်အဲ့တော့ပထမဆုံးသည်မတို့ခါနှစ်ပြန်သွားရရနော်မရဲ့အနီးတိုင်းဆိုလို့ရှိရတော့ဒီမှာခါနှစ်ပြန်နော်ဒီခါတဲ့မြန်မှာ15လဲမှာ15လဲမှာရှိတယ်ခါနှစ်ပြန်ဆုံးတဲ့နေရာနေပြီးမှမတို့ဒေါက်ကိုစပြီးထည့်ရတာကိုဒေါက်သည်ပထမဒေါက်သည်ဘယ်လောက်လဲတလက်မနော်တလက်မဒါဒါလူတိုင်းသိမဲ့ထင်တယ်နော် ဒါလေးရမှာအကြမ်းကြီးလေးပဲပြောပြပေးသွားမယ်။ဘာလို့ဆိုတော့မကွာတွဲ့နေပဲလိုချင်တာကောနော်။အဲပိတ်စားဖက်နဲ့ကြိုက်ကုန်တာလေးကိုပဲလိုချင်တယ်။အဲ့တော့တလက်မပြီးရင်ဓာတ်ကွာဝေးသေးတလက်မနဲ့၄စိတ်နော်။တလက်မနဲ့၄စိတ်ပြီးလို့ရှိရင်ဓာတ်ကွာဝေးနောက်ထပ်ဓာတ်ဒီနှစ်လက်မဓာတ်နော်တလက်မတလက်မနဲ့၄စိတ်ဓာတ်ကွာဝေးနော်ဒါဓာတ်သေးလေးကတလက်မပြီးတော့ပုံမှန်ဓာတ်ဒီနှစ်လက်မနော်ဒီနှစ်လက်မပြီးလို့ရှိရင်ဓာတ်ကွာဝေးသေးဘယ်လောက်လဲတလက်မနဲ့၄စိတ် တဲ့လေးနော်ပြီးပြီးဆုံးမှာနှစ်လက်မတော့ပြန်ထွက်လက်မဘာမှမချောင်းဘူးနော်ကဲဒီမှာနှစ်လက်မတော့အဲ့ဆိုရင်တဲ့တစ်ခွဲနှင်းတစ်ခွဲနှင်းနော်ဒါဒီတော့တချမ်းစာဖြစ်သွားပြီတော့ဒီ9တောက်ရှိရမယ်တချမ်းမှာ3တောက်တချမ်းမှာ3တောက်နောက်ဆုံးမှာဘိုက်တာကတောက်ဆိုရင်9တောက်ဖြည့်ရမယ်လက်မကွာဝင်နော်ခါ28ဒီလမ်းမှာကွာပဲမတို့ဘယ်လောက်ယူမလဲဒီမှာအာဥမာမတို့ဒီမှာ၈လက်မထားလိုက်မယ် နော်မအများကြီးတော့မချတော့ဘူးဆာရွက်ကမကြံတော့ဘူးဆိုတော့ရှေ့လဲမှချလိုက်တယ်ပြီးမှဒီ dog ကိုပြောင်းပြပြန်သွားတယ်နော်ဒါလူတဲ့နားလဲမယ်အနှစ်လဲမှ dog နော် dog ဒီနှစ်လဲမှပြီးတော့ dog ချာနာချက်ဒီတလဲမှနဲ့၄စေနော်တလဲမှနဲ့၄စေပြီးလို့ရှိရင်မတော့နှစ်လဲမှ dog နော်ဒီမှာနှစ်လဲမှ dog ပြီးတော့ dog ရဲ့ချာနာချက်ဒီတလဲမှနဲ့၄စေနော်ပြီးရင် ်တလဲမထောက်လေးကဲဒါလေးကတလဲမထောက်လေးပါဒါဆိုလို့ရှိရင်ထောက်ဒီဒီဘက်3ချောင်းဘက်3ချောင်း6ချောင်းဖြစ်သွားပြီနော်အာနော်ဒီမှာ2 1ခွဲ2 1ခွဲ2 1 တဲ့နောက်ဆုံးမှာပြီးလို့ရှိရင်ခါတပြတ်ပြန်ထွက်ရရလीเนาะနောက်ဆုံးမှာခါတပြတ်ပြန်ထွက်တယ်ဘယ်လောက်လဲ15 15လဲမှပြန်ထွက်တယ်ဒီမှာ15ဆုံးပြီးပြီးတော့ချုံစာကိုနောက်ဆုံးမှာမှာတလဲမှထပ်ပြီးတော့ပေါင်းလိုက်တယ်เนาะချုံစာကိုနောက်ဆုံးမှာမှာတလဲမှထပ်ပေါင်းတယ်ဒီနေရာလေးလည်းတော်တော်များများမေ့ကြတဲ့နေရာလေးเนาะခါတပြတ်ပြီးမှာတလဲမှပြန်ထွက်ပါတယ်ပြီးရင်ခါတပြတ်ဆုံးတဲ့နေရာနေပြီးမှာအထဲကိုလေးလက်မှခွဲပြန်ဝင်တာ နော်ခါတမြတ်ဆုံးတဲ့နေရာနေနော်ဒီနော်ဒီခါတမြတ်ဆုံးတဲ့နေရာနေဝင်တာအထက်ကိုလေးလေးမနဲ့လေးစိနော်ဘေးချုံစာအနေမဝင်ဘူးနော်ခါတမြတ်ဆုံးတဲ့နေရာနေပြီးတော့လေးလေးမခွဲပြီးလို့ရှိရင် .h ရှိဒီဘလောက်လဲဆိုတော့ခုနှစ်လက်မဒါပုံသေးလူကြီးလူငယ်မရွေးပုံသေးယူရမယ်ထောက်လေးဖြစ်ပါတယ် .h ရှိဒီခုနှစ်လက်မနော် ကဲဒီလိုလေးရပြီဆိုလို့ရှိရင်တော့မတို့တောက်သီး9တောက်ဖြည့်ရမယ်ဒါလေးကဘိုက်တောက်ပါဒီတောက်လေးပါလို့ရှိရင်တော့အဝေါ်ရတာအဆင်ပြေမယ်ဝေါ်ရတာကောင်းမယ်နော်အဲ့တော့ဒီဘိုက်တောက်လေးကိုမဖြစ်မနေထပ်ပြရမယ်နော်ကဲပြီးလို့ရှိရင်တော့မတို့ဒီမှာတွက်တာလေးပြပြမယ်နော်ခါ28တီးဘယ်နှကိုက်ကုန်နယ်လေးဆိုတာလေးကိုမတွက်ပြပြမယ်လားစပါးပြီးတွက်ရအောင် နော်ဒီမှာခါ28နော်ခါနှစ် ပြန်တပြန်မှာဘယ်လောက်ပါလဲ15ခါရက်တပြန်ဒီ15လက်မနော်15လက်မနှစ်ခုပေါင်းတော့30ပြီးရင်ဒီမှာတလက်မဒါပြီးတော့1ခွဲ2 1ခွဲ2 1ခွဲ2နော်တလက်မဒါလေးက1နော်တလက်မဒါပြီးတော့ခြားနှက်ချက်ဒီတလက်မ40ပြီးတော့နောက်ထပ်နှစ်လက်မနောက်ထပ်တလက်မနဲ့40နောက်ထပ်နှစ်လက်မနော်နောက်တစ်ချမ်းဒီဒီလောက်ရှိတယ်1 4 5 ပြီးတော့တစ်ခွက်တစ်ခွက်ဆိုတော့၃ရှစ်လက်မှရှိရမယ်เนาะတချမ်းမှာဓာတ်ဒီအာဓာတ်ဒီလူကြီးလူငယ်မရေရှစ်လက်မှရှိနေပြီဓာတ်၃ချောင်းဓာတ်၃ချောင်းရဲ့အပေါင်းဒီဘယ်လောက်ရှိလဲရှစ်လက်မှရှိတယ်เนาะလက်မှကြတော့မတို့28ဆိုတော့ရှစ်လက်မှกว่าဝေးချထားတယ်ကဲပြီးလို့ရှိရင်တော့ဒီဖက်မှာလည်းအဲ့လိုပဲပေါင်းလိုက်တာပေါင်းလိုက်တာဒီဒီဖက်နဲ့တူတူပဲအဲ့တော့ဘယ်လောက်ဖြည့်ရမလဲရှစ်လက်မှဖြည့်ရမယ်နော်ပြီးလို့ရှိရင်နောက်ဆုံးမှဘယ်လောက်လဲအာမတို့ခါတက်ပြန်က ရေးမှချုပ်စာကတက်လိုက်မှအာဒီလိုပေါင်းတာဆိုလို့ရှိရင်မလို့ဒီမှာအကုန်တွက်တော့ထွက်သွားပြီဒီဟာလေးကိုထက်ပြီးတော့ပေါင်းလိုက်မယ်ဒါဒီ30နော်38 38နော်30 38 40 6 40နော်40 6 54 54 55 60 80ရမယ်နော်အာ လေးချာလေးကိုကကိုလည်းပြန်တွဲကြည့်အောင်เนาะမာအမြန်တွဲလိုက်တော့ဒီမှာ80လက်မရမယ်အဲ့တော့ခါ28ဒီ80လက်မဖြစ်ရမယ်အဲ့တော့ခါ28ဒီမှာတော့2ကိုက်80ဆိုတော့2ကိုက်မပြည့်သေးဘူး2ကိုက်ဒီ80နဲ့ချာအဲ့တော့ခါ28ဒီလုံးဝ AA စစ်စစ်2ကိုက်ကိုင်းနဲ့လုံးဝလိုလောက်တယ်တကယ်လို့နှစ်ကိုက်တော့မကုန်ဘူးသူက80ပဲရှိတယ်ဟိုက80ရ6လက်မတော့ပို့နေဦးမှာเนาะနှစ်ကိုက်ကွင်းဆိုလို့ရှိရင်တော့80လက်မလိုပါမယ် ကဲเนาะဒီလိုလေးတွက်တာတွက်တတ်မယ်လို့ထင်ပါတယ်เนาะเนาะဒီဟာလေးခါနဲ့ဆက်ရှိရပြီเนาะခါနဲ့ဆက်အမြဲတမ်းမှတ်ထားလို့ရပြီခါနဲ့ဆက်ရှိသည်ထမေကွင်းသည်90လက်မကောင်းတယ်အဲ့တော့2လက်မမပြည့်ဘူးနောက်ထပ်အာခါ30နဲ့တမောက်မှာတွက်ကြည့်အောင်တစ်ခါထပ်ပြီးတော့ခါ30နဲ့ဆိုတော့ဆက်ခွန်เนาะအဖြစ်ဒီဆက်ခွန်ဆက်ခွန်ဆိုလို့ရှိရင်တော့ဒီခါတပြန့်နေရမှာเนาะဆက်ခွန်ဆိုတော့ခါတပြန့်နေရမှာဆက်ခွန်ဆက်ခွန်ဖြစ်ရမှာ အာဆက်ခွန်အဒီဖက်မှာလည်းခါနောက်ထပ်တပြန်ဒီလဲဆက်ခွန် shopping အပြအပြလေးနဲ့လုတ်ပေးထားရနော်အခုခါ30နဲ့ဒီပြီးတော့ဒီဒေါ်ရဲပေါင်းချင်းဒီလုံးဝမပြောင်းလဲဘူးတူတူပဲဘယ်လောက်လဲ၈လက်မနော်တိတ်တသမတိတ်တိတ်တိတ်ခွဲနှိမ့်တိတ်ခွဲနှိမ့်ဒီတူတူပဲပေါင်းလိုက်တော့ဘယ်လောက်လဲ၈လက်မနော်တူတူပဲဒီဒေါက်တွေကပြီးတော့လဲမှာ30နဲ့ဆိုတော့မ6လက်မခြာနာမယ်လဲမှာဒီခုနည်းနည်းပြောင်းလဲမယ် ကိုလည်းမပြီးလို့ရှိရင်ဒီမဲ့ပြောင်းပြန်ပြန်ယူမယ်နှင်းတစ်ခွဲနှင်းတစ်ခွဲပိတ်ဆိုပြီးတော့ပြန်ယူတယ်နော်အဲ့တော့မတို့အဲနောက်ဆုံးမှဒီခါတစ်ပြန်ထွက်ထားဘယ်လောက်လဲ16လက်မနော်အဲ့တော့16လက်မဘေးမှာကတက်လက်မဆိုတော့နော်အဲ့တော့16တင်းနဲ့ပေါင်းတော့18နော်ဒါလည်းရမယ်ထင်တယ်အဲ့တော့ဒီရပြီဆိုလို့ရှိရင်မတို့ပေါင်းလို့ရပါပြီနော်ပေါင်းကြည့်မယ်နော်ခါတစ်ပြန်ဒီ16 အပန်းနောက်ထပ်ခတ်တပြန်ဆက်ကွန်ပန်းတေအပန်း၁တသမ၄အပန်းနဲ့အပန်း၁တသမ၄အင်းပြန်ပေါင်းမယ်နော်ဆက်ခွန်အပန်းဆက်ခွန်အပန်းအဲသူတခါတည်းတချမ်းကိုရှေ့ဆိုပြီးတော့ယူလိုက်လို့ရပြီเนาะဒီခါ ဟာတချံပေါင်းခြင်းဒီရှစ်လက်မလဲမာဒီကိုလက်မခြားနာခြင်းပြီးတော့နောက်ထပ်ရှစ်လက်မပြန်ပေါင်းမယ်အဲ့တော့ခတဲ့ပြန်ဒီဆက်ခွန်အနောက်ထပ်ချုံစာတလက်မဆိုတော့89နဲ့9လက်မအဲ့တော့ဒီမှာတစ်ခုကြည့်ရမှာကခ30နဲ့နှိမ့်ပြီးနော်ခ30နဲ့နှိမ့်သမားဒီထမိတ်ကွင်းဒီဘယ်နဲ့လက်မကုံလဲဆိုတော့90နဲ့ခွန်ခွန်လက်မပေါ့နော် အဲ့တော့နော်89လက်မှာကုန်းနေအဲ့တော့ခါ30နဲ့တမသည်89လက်မှာဖြစ်သွားပြီဆိုလို့ရှိရင်တော့เนาะမတို့ထမေရဲ့နှစ်ကိုက်ဒီဘယ်လောက်ရှိလဲ38ဆို86ပဲရှိတယ်เนาะ86ဆိုလို့ရှိရင်တော့သူကတလက်မလေးလို့တယ်အဲ့တလက်မလေးကိုဓာတ်ကိုနည်းနည်းလေးပြန်ရွှဲလို့ရတဲ့ဟာမှာအဲ ချုပ်ပြတဲ့ကြလို့ရှင်ပြပေးမယ်နော်အဲ့တော့ခါ32သမားဒီ89လက်မှာနှစ်ကိုက်ကိုတက်လက်မလောက်ပို့ပြီးတော့ယူရမယ်နောက်ထပ်တစ်ခုပြန်သွားမယ်ဒါဆိုလို့ရှင်35ခါ35လေးနဲ့မှချုပ်ပြပေးခြင်းနဲ့ဒီမှာ35 36လောက်နဲ့ပြပေးမယ်နော်နည်းနည်းကြည့်တာလေးနဲ့ ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့မတို့ဒီမှာခါ36ဥမာ35နဲ့ပြပေးမယ်ပြတာလေ35ဆိုလို့ရှိရင်တော့18.4 18.4ဒီတောက်ဒီတချမ်းဒီရှစ်လဲမှာလဲမှာခြားနာချင်းဒီမှာ6လဲမှာပဲယူမယ်အာနော်နောက်ထပ်တချမ်းဒီဘယ်လောက်လဲရှစ်လဲမှာအဲ့တော့ခါတပြန်ပြန်ထွက်မယ်18.4နော်နောက်ထပ်ချုပ်စတလဲမှာပေါင်းမယ်ကဲဒါလေးကိုပေါင်းမယ်ခါ35ရဲ့အဖြစ်နော်ဒါလေးရကဲ18.4 18.4အပေါင်း10အပေါင်း9အပေါင်း10 18.4အပေါင်း10ဘယ်လောက်ရလဲ81.20ရတယ်နော်81.20ရပါတယ်ခါ35သည်ခါ35ဒီထပ်မေးကွင်းဒီဘလောက်လို့လဲ81.20 အဲ့တော့သူဒီ86နဲ့6မှာနှစ်ကိုက်ရှိတယ်ကွာအဲ့တော့ဘလောက်ဘလောက်ထိတော့လုံနေပြီလဲဆိုတော့နှစ်ကိုက်နဲ့တစ်ထွာလောက်တော့လုံတယ်နော်တကိုင်းမှာ30နဲ့6လက်မှရှိတယ်အဲ့တော့နှစ်ကိုက်ဆိုတော့နှစ်နဲ့မြောက်ကြည့်36နှစ်လေး80နဲ့အာ36ဆိုရင်80နဲ့နှစ်လက်မှပဲနော်80နဲ့နှစ်ပဲရှိတယ်အဲ့တော့ဒါက87.20ဆိုလို့ရှိရင်6နှစ်လောက်တော့လုံသေးတယ်နော် နှစ်ကိုင်းဆိုရင်82လက်မှပဲရှိတယ်။ဟွန်းเนาะအဲ့တော့ကိုးလေးစေးလောက်တောင်လိုတယ်။အဲ့တော့ကိုးလက်เนาะကိုးဒီကတထွာရှိတယ်။ကိုးနှစ်စိတ်ကောเนาะကိုးနှစ်စိတ်လိုတယ်။ကိုးဒီတထွာရှိတယ်။အဲ့တော့ဒီရသည်နှစ်ကိုင်းနဲ့ခါ35ဒီဘယ်လောက်နဲ့ရမလဲ။နှစ်ကိုင်းတထွာเนาะနှစ်ကိုင်းနဲ့လုံးဝသွားချိုးလုံးမရဘူး။အနည်းဆုံးနှစ်ကိုင်းတထွာရှိရမယ်။ နော်ဒီအခုမှချုပ်ပြမှာဒီလိုစိုက်ကြည့်တာလေးနဲ့ချုပ်ပြပေးမယ်နော်အဲ့တော့ဒါကိုရှော့ရတာဒီပိတ်စမလောက်ရင်ရှော့တာလေးနဲ့လည်းပြပေးချင်ပါတယ်နော်အဲ့တော့ဒီဟာလေးတွေရမယ်လို့မျှော်လင့်ပါတယ်အားလုံးဆက်ပြီးကြည့်ရအောင် ကဲဒီဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ပြီးဆိုလို့ရှိရင်တော့ဒီခါဆိုင်ဘလော့ဆိုလို့ရှိရင်တော့ပိစဗနကိုက်ကုံတာဆိုတာလေးကိုသဘောပေါက်ပြီလို့မျှော်လင့်ပါတယ်အဲ့တော့မိမိဒီအင်ဂျီပဲထမိတ်တစ်ထည့်ချုပ်တော့မယ်ဆိုလို့ရှိရင်တော့ခါဆိုင်လေးကိုရပြီဆိုလို့ရှိရင်တော့ဒီတွဲနီလေးတိုက်ကို တွက်ပြီးတော့တခါတည်းဆိုင်သွားပြီးတော့ဝယ်ယူလို့ရပါပြီအဲ့တော့အားလုံးဒီဒီဗီဒီယိုကို ကြည့်ပြီးတော့သဘောပေါက်နားလည်လွယ်မယ်လို့မျှော်လင့်ပါတယ်အားလုံးကြည့်စုတင်ပါတယ်နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ဆိုရအောင်ဘိုင်ဘိုင်